Hello ဒီနေ့က begin baking နေ့ကင်စားပြလို့ဗီဒီယိုလေးရိုက်ထားပါတယ်။ရင်ဆုံးဒီအစင်သင့် begin baking အထောက်ကိုဝယ်လာတယ်။ဒါကတရုတ်ဆိုင်နေတိုင်းမှာရတယ်ပေါ့နော်။ဒီယူရိုမှာဆိုလို့ရှိရင်တော့နည်းနည်းတော့ဈေးကြီးတယ်။26ယူရိုလောက်တော့ကျတယ်။အာဂျပန်မှာဆိုလို့ရှိရင်တော့ဈေးတစ်ဝက်လောက်တက်တာတယ်ပေါ့နော်။သူကအာ ခဲထားတာဆိုတော့အခဲကိုအရင်ဆုံးအရေးပြောင်းအရင်ဆောင်တယ်ပြီးသွားလို့ရှိရင်မိုက်ခရိုဝေ့ထဲမှာထည့်ပြီးပူပေးလိုက်ရတယ်စီနဲ့ကြော်လိုက်ရတယ်လို့သူရေးထားတယ်ပေါ့နော်ဒါပေမဲ့ဇာကတော့ oven ထဲမှာပဲထည့်ပြီးတော့ကင်ပါမယ်အာမိုက်ခရိုဝေ့ထဲမှာထည့်လို့ရှိရင်ရိုးရိုးပူတာပဲရှိတယ်ပြီးရင်စီနဲ့ပြန်ကြော်ရင်လည်း CD ပြန်ပြီးတော့တုံးရမှာဆိုတော့အဲ့လိုမျိုးမလုပ်ချင်ဘူးပေါ့နော်သူ့မှာငကိုရီက CD ပါရေးပါပြီးသားဆိုတော့ oven နဲ့ပဲထည့်ပြီးတော့กินမယ်အဲဆိုရင်အပေါ်ရန်လည်းအရေးကုန်ကြွတ်ကြွတ်ကလေးဖြစ်တယ်ပေါ့နော်ကဲအရင်ဆုံးလှီးဖြတ်လိုက်အောင်မယ် လေးလိုက်လို့ရှင်တော့ဒီလောက်လောက်တပန်းစာလောက်ရတယ်ပေါ့နော်လူ၄ယောက်၅ယောက်လောက်စားလို့ရတယ်အကဲအယိုးတွေကအသားတွေရောကအကုန်လုံးကနူးဣနေပြီးသားပေါ့နော်အာအထဲမှာဆိုလဲဟိုဓာတ်နဲ့လေးလိုက်ရင်လဲလွလွကူကူပြတ်တယ်ပေါ့နော်အရင်မှမနေဘူးအဲ့လိုနေထားတော့ရတယ်သူမှ sauce လေးပါပီးသားပေါ့နော်ပထမ10မိနစ်လောက်180 degree လောက်နဲ့กินထားတဲ့အချိန်မှာဒီလိုနေထားလေးရတယ်ပေါ့နော် ပမာဏကအခုกินတာတည်းနှစလောက်ရှိရပေါ့နော်ဒေါ်လာစစ်တဝက်ခွဲပြီးတော့တပန်းစာပဲกินတာပါအာနောက်ထပ်10မိနစ်နောက်ထပ်ပြီးတော့กินလိုက်တဲ့အချိန်ကြလို့ရှိရင်တော့တို့လိုမျိုးတွေအပေါ်ရေကုန်ချွတ်ချွတ်ကလေးနဲ့လောကရွှေဘဲကဘေကင်လိုမျိုးရပါတယ်နောက်မှာကျမပူပူလေးရမ်းပြောနေတာချင်းနေလားဆိုနေ။ကဲညစာကိုတော့ mashed potato လေးလုပ်ပြီးတော့ baking နဲ့ sauce လေးဆန်ပြီးတော့လှစားဖြစ်တဲ့ ဘဲကင်ကစီရီအရည်တွေလဲထွက်တဲ့ခါကြတော့နောက်နေ့မနေ့မနေ့ဆောင်တော့ကြာစင်စီချက်ကလေးလှုပ်စားပစ်တယ်ဘီကတော့ပစုံဖတ်ထုတ်ကလေးနဲ့ပေါ့နော်ကေရတာလုံးဝရွှေပဲဘဲကင်တိုင်းပဲအရင်ကောင်းပါတယ်စုံတီတီရှိပေးတာကျေးဇူးတင်ပါတယ်တတ်တာ